င်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဇာပြချိတ်မရလို့စိတ်ညစ်နေကြတဲ့မိတ်ဆွေတွေအတွက်အလွယ်တကူချိတ်ဆက်လို့ရအောင်ပြုလုပ်လို့ရနိုင်မဲ့နီလန်းကောင်းလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာ share လုပ်ပေးသွားဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကဒီပေါ့နော်ဇာပြချိတ်ဆက်လို့မရတဲ့မိုဘိုင်းဖုန်းတစ်လုံးတည်းကိုဝင်လိုက်ပါမယ်အရင်ဆုံးတော့ကျွန်တော်ကပြုလုပ်လို့ရနိုင်မဲ့နီလန်းသုံးခုကိုပြပြပေးမယ် ထမဆုံးအနေနဲ့ကျွန်တော်တို့က application update မဖြစ်တဲ့အခါမျိုးကြရင်လည်းချိန်ဆလုံးမရနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအရင်ဆုံးဇာပြ application update ဖြစ်လာမဖြစ်လားဆိုတာ Play Store ထဲမှာအရင်ဆုံးသတိကြည့်ပါမယ်ခင်ဗျာ။ဇာပြ application မှာဒီလိုမျိုး open နေရာလေးမှာဒီ update ဆိုတာလေးပေါ်နေရဆိုရင်တော့ update လေးကိုနှိပ်ပြီးမှပဲအစီအပြေပါမှာခင်ဗျာ။ကျွန်တော်ကတော့ update ဖြစ်ပြီးသားဖြစ်တဲ့အကြောင်းမို့ open ဆိုတာလေးပေါ်နေတာပါ။ဒုတိယအနေနဲ့ကကြတော့ကျွန်တော်တို့ဒီ mobile setting တွေကိုဝင်ရမယ်ပေါ့နော်။ mobile setting တွေမှာများသောအားဖြင့်တော့ကျွန်တော်တို့ကဒီ network ဒီကဘောနော်ရောနေတဲ့အခါမျိုးကြရင်လည်း IP address တွေမသိတဲ့အခါမျိုးကြရင်လည်းဆက်ပြတ်ချိတ်ဆက်လို့မရနိုင်ပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ဒီ mobile phone တွေကကျွန်တော်တို့ VPN setting တွေကိုဝင်ရမယ်ပေါ့နော်။ဒါကတော့ကျွန်တော်ကဒီနေ့ပြမှာတော့ Xiaomi HyperOS version မှာဆက်ပြပေးတာဖြစ်ပါတယ်။ကျွန်တော်ကကြတော့ VPN အသုံးမပြုတာဖြစ်တဲ့အကြောင်းမို့ဒီနေ့မှာတော့ VPN တွေတော့မရှိတော့ပါဘူး။ဒါကြောင့်မို့တကယ်တော့မိတ်ဆွေက VPN တွေသုံးထားတယ်ဆိုရင်တော့ setting တွေကနေ VPN အားလုံးကို delete လုပ်ပေးလိုက်ပါ။နောက်ဆုံးအနေနဲ့ကကြတော့ကျွန်တော်စာပြ application တွေကိုဝင်ရမှာဖြစ်ပါတယ်။ရှိကနေစင်ကိုလုံးလို့မရတော့တဲ့အနေအထားမှာမှာ ျွန်တော်ဒီနေ့လုတ်တဲ့နောက်ဆုံးနည်းလမ်းလေးကိုအသုံးပြုပေးပါ။စာပြ application နဲ့ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီပုံမှန်အတိုင်းဒီ screen ပေါ့နော်။အဲ file transfer လုပ်တဲ့နေရာလေးကိုသွားမယ်။အဲ့ဒီမှာဆိုရင်ကျွန်တော်ပုံမှန်တိုင်းဆိုရင်တော့ဒီတိုင်းပဲကုလိုက်တာဖြစ်တယ်ပေါ့နော်။ဒီနေ့မှာတော့ကျွန်တော်က connection setting ဆိုတဲ့အောက်က bluetooth ပုံစံလေးနဲ့ itel နဲ့ဝင်လိုက်မယ်။ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ using group ထဲမှာပေါ့နော် connection setting ထဲကအပုံမှန်ဆိုရင်တော့ကျွန်တော်တို့ automatic ကိုထားပြီးတော့ကုကြတယ်။ အဒီညမှာဆိုရင်တော့ကျွန်တော်တို့က automatic ကိုမထားဘဲနဲ့ wifi hotspot တွေရှိမယ် wifi tie တွေရှိမယ်ပေါ့နော်အထက်မှာမှာကျွန်တော်တို့အဆင်ပြေဆုံးကတော့ wifi tie setting လေးပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကစာပြကူးမယ်ဆိုရင်ဟိုဘက်ဖုန်းမှာလည်း wifi tie ကိုအွန်ထားပေးမယ်ဒီဘက်ဖုန်းကလည်းစာပြအဲစာပြလေးရပေါ့နော် wifi tie ကိုအွန်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စာပြလေးရအလွယ်တကူပေါ့နော် wifi tie နဲ့ချိတ်ဆက်လို့ရသမှန်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါသည်ခင်ဗျာ